အားမလျှော်နဲ့ဘဝမှာလွယ်လွယ်နဲ့ရတဲ့အရာကတာမုံမရှိသလိုတာမုံရှိတဲ့အရာကလည်းလွယ်လွယ်နဲ့မရဘူးစိတ်မှန်တဲ့အောင်မြင်မှုတိုင်းမှာမှန်ကန်တဲ့စ조사အထောက်မှုဆိုတာရှိကိုရှိတယ်ဒုက္ခနဲ့ဝေဖန်ခံရမှုကလွယ်ရင်ကြာနာအလကားမရဘူးရောက်ချင်ရင်ရှောင်ရမယ်ရချင်ရင်조사ရမယ်ပို့တော်ချင်ရင်ပို့လေးချင်ရမယ်သူများထက်ပိုသိချင်ရင်သူများထက်ပိုလေ့လာရမယ် ဘယ်အရာပဲဖြစ်ဖြစ်တရားတရားတော့ပေးရတာပဲသူစူးစမ်းနေတဲ့အချိန်မှာကိုကအိတ်နေပြီးကိုကြာရှုံးချိန်မှာသူအောင်မြင်သွားမှာမင်းကကံကောင်းတယ်လို့သွားမပြောနဲ့ကိုရဲ့စူးစမ်းအာထုံမှုဟာကိုဘဝဖြစ်လာမှာပဲလိုချင်တာတစ်ခုရဖို့အခက်ခဲများစွာကြုံပြရသလိုပန်းနိုင်ကိုရောက်ဖို့ဆိုတာလေအတားအဆီးတွေကိုရင်ဆိုင်ဖြည့်ရှင်ပြီးကြိုးကြိုးဆဆဆွဲလုံးလာတဲ့သွားနိုင်မှရတာပါကိုကိုကိုပြန်မေးပါ ဒီအရာကိုငါတကယ်လိုချင်တာရောဟုတ်ရဲ့လားလို့တကယ်လိုချင်တယ်ဆိုရင်တကယ်စူးစားပါဘယ်တော့မှ အာမချော်နဲ့ဝရိယထားပြီးလိုချင်စိမ့်နဲ့လှုပ်တဲ့သူအတွက်ထိုက်တန်တဲ့နေရာတခုတော့ရှိစမြဲပါပဲအရေးကြီးတာကမင်းအာမချော်လိုက်ဖို့ပဲလိုတယ်